မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့သက်ရောက်ပါစေ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်တို့ကျေးဇူးတော်ကြောင့်2025ခုနှစ်မေလ28ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရစေ။နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားကျေးဇူးတင်တဲ့နှုတ်ကပတ်တော်အဖြစ်တိဆောက်ချက်ဖြစ်စေပါ။ အခုလေကျွန်တော် ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါသခင်ရှုနာမအားဖြင့်ဆုတောင်းနဲ့ဝေငှပါれဖျာအာမင်ဖျာသခင်ရဲ့ခြေစတော်ကိုချီးမွမ်းပါれကျွန်တော်ဥပုံနေ့မှာသခင်ရှုခရစ်တော်ပြခဲ့တဲ့နမိတ်လက္ခဏာများဒီကောင်းစဉ်ကိုကျွန်တော်နားထောင်နေတာဖြစ်တယ်။ဟောကျမ်းစာထဲမှာသခင်ရှုခရစ်တော်ကဥပုံနေ့မှာနမိတ်လက္ခဏာတွေအများကြီးပြခဲ့တယ်။အဲ့ဒီထဲကနေခုနှစ်ခုကျွန်တော်အဓိကနားထောင်မှာ ဖြစ်တယ်။ဟောအဓိကကျမ်းတော်လုကာခန်းကြီး6အငယ်1ကနေ9အထိဖတ်ရင် တခင်ရွှေရဲ့တပည့်တော်တွေကလေကွင်းကိုဖြတ်တဲ့ကဇဗနန်တွေကိုလက်နဲ့ပုတ်ပြီးတော့ယူဆတဲ့ခါပါရီရှဲတွေကဥပုံနဲ့မှဒါမှလုပ်ပါနဲ့လို့မြစ်တားတဲ့ခါတခင်ရွှေကပြောပါတယ်ဒါဝိတောင်မှရှီတော်မုတ်စပွဲလို့ခေါ်တဲ့ယဘရီတွေပဲစားလို့ရတဲ့မုတ်ကိုစားရသေးတာပဲမုတ်သိတဲ့ခါချွေးရတယ်ဒါဥပုံနဲ့မှမုတ်သိရင်စားလို့ရပါတယ်မချမ်းမာရင်ချမ်းမာခြင်းအခွင့် အနာရင်ငင်းချင်းခွင့်ပေးလို့ရပါတယ်။ဘာကြောင့်လဲ?နေ့ကိုအစိုးရတာဘုရားသခင်ပဲဖြစ်တယ်ဆိုတာကိုဒါသခင်ရှုကပြောခဲ့တာဖြစ်တယ်။ဒါကြောင့်ဥပုံနေ့မှာငင်းဝတ်စွာနှွေခြင်း၊အောင့်မေ့ခြင်းသာရဖျားကိုအောင့်မေ့ခြင်း၊တန်ရှင်းစေခြင်းဥပုံနေ့မှာဘုရားသခင်ကောင်းမြတ်ခြင်းကိုဝန်ခံပြီးတော့ကိုယ်ွယ်ခြင်းကိုဘုရားကနှစ်သက်သလိုဥပုံနေ့မှာမုတ်သိမ့်ခြင်းရှိရင်လည်းလှုပ်ချွေးလို့ရတယ်။ရေငတ်ခြင်းရှိရင်လည်းတိုက်ဖို့ပြီးလို့ရတယ်။ ဥပုံနေ့မှာမချမ်းမာတဲ့သူကိုလည်းချမ်းမာခြင်းခွင့်ပေးနိုင်တယ်ဆိုတာကိုအသခင်ယေရှုခရစ်တော်ကအတိလင်းသူဖော်ပြတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ပါရိရှဲတွေကနေ့ကိုပုံပြီးဦးစားပေးတာတကယ်တော့ဒီနေ့ကိုအစိုးရတာဘုရားသခင်ပဲ။ဒါကိုသခင်ယေရှုကနားလေဖို့အတိခဖော်ပြခဲ့တယ်ဆိုတော့တွေ့ရဒါကြောင့်သခင်ယေရှုကိုယ်တိုင်ဥပုံနေ့မှာလောက်ခဲ့တဲ့နမိတ်လက္ခဏာတွေထဲမှာနံပါတ်1ပထမတစ်ခုကတော့လက်ရလက်သေးတဲ့သူကိုချမ်းမာစေတယ် လူကခန်းကြီး6ဟောင်း6ခန်းကြီး10အထိဖတ်ရင်တွေ့ရမှာနံပါတ်1ကတော့ကြောကုန်းတဲ့အမျိုးမျိုးချမ်းပါစေလေလူကခန်းကြီး73ငယ်71က79အထိဖတ်ရင်တွေ့ရမှာနံပါတ်3ကတော့ရည်ပင်းဆွဲတဲ့သူချမ်းပါစေလေလူကခန်းကြီး74ငယ်ဒီကနေ6အထိဖတ်ရင်တွေ့ရမှာဒီကနေ့နံပါတ်4ကတော့အမိဝန်းလေးကမျက်စိကန်းတဲ့သူချမ်းပါစေလေရောက်ခန်းကြီးကိုငယ်ဒီကနေ9ငယ်73ကနေ79အထိဖတ်ရင်ကျတွေ့ရမှာအော်ဒီမှာပါရေးထားလေးဆိုတော့လမ်းမှာတကယ်ရှုကသွားတဲ့အခါမှာအမိဝန်းလေးကနေမျက်စိကန်းတဲ့သူကိုတွေ့တော့ တပည့်တော်တွေကတခေရှုမိတယ်ဤသူအားတဲ့သူ့အပြစ်ကြောင့်ကမ်းလာမိဘအပြစ်ကြောင့်ကမ်းလာအရိုက်ချိန်မှာပဲတခေရှုကပြောပါတယ်သူ့အပြစ်ကြောင့်လည်းမဟုတ်မိဘအပြစ်ကြောင့်မဟုတ်ဘုရားသခင်အမှုတော်သူ့တိုင်းထင်ရှားဖို့ကမ်းလာနားလည်အောင်ပြောရင်တော့ဒီလူကမ်းလာဘုရားသခင်မုန်းထင်ရှားဖို့ပဲတဲ့အားတော့တပည့်တော်တွေကအံ့ဩတယ်ပရောဖက်ကြီးကထပ်ပြောတယ်ငါ့ကိုစေလွတ်တော်မူသောသူဤအမှုကိုနေ့ချိန်၌ရှိစဉ်တွင်ငါပြုရမည်အဖေအသူမြတ်အမှုကိုမပြုနိုင်သောအချိန်ဒီဟုသောညချိန်လာသည် ။ဘာသခင်ရှုကတပည့်တော်တွေကိုဆက်ပြောတယ်ဒါလုကာခန်းကြီးကိုယောဟန်ခန်းကြီးကိုအငယ်၄မှာငါကိုစေလွတ်တော်သူရဲ့အမှုနေ့အချိန်၌ငါပြုရတယ်ဆိုတော့ပြောကြတယ်ကမိတော်ဖျားရဲ့အလိုဆောင်ပြီးသခင်ရှုကလှုပ်ဆောင်ရတယ်လို့အပေသူများမပြုတ်နိုင်တဲ့အချိန်ဒီဥသောညအချိန်လာသေးတယ်ဆိုတော့ဘသူမှလို့လို့မရအောင်တခီရှုလှုပ်မှပဲရမယ်ဆိုတဲ့အချိန်မျိုးလာအောင်မယ်တခီရှုတော့ဒါကိုပြောချက်ဟာယောဂါ ဘယ်လိုကုကုမပြောက်ဘူးနမတခင်ရှုနာမအားဖြင့်ကြားမှခြင်းရအခက်ခဲဘယ်လိုဖြစ်ဖြစ်မလွတ်မြောက်နိုင်နမတခင်ရှုလုံးမလွတ်မြောက်မှာအဲ့လိုအချိန်မျိုးရောက်လာမယ်ဒါကိုပြောချင်တာဒါကြောင့်ရောင်းခန်းကြီးကိုငယ်လေးခပိုင်းမှာအပေသူမြမပြုတ်နော်အပေသူမြမှုကိုမပြုတ်နိုင်တဲ့အချိန်ဒီဥသောညအချိန်လာမယ်ပြောချင်တာဘာလုလုအစင်မပြေနမတခင်ရှုလုပေးမှအစင်ပြေမယ်အဲ့လိုအချိန်မျိုးရောက်လာဖို့မယ်တဲ့တခင်ရှုကဒေရီကိုပြောတယ် ဘလို့ခုခုမပြောက်ဒါပေမဲ့ခေရှုနာမအဖြစ်ပျောက်ချင်းခွင် ပြန်ရမယ်ဒီလိုချိန်မျိုးရောက်လာပြီးခေရှုကထပ်ပြောတယ်ငါဒီလောက၌ရှိခြင်းခါဤလောကဤအလင်းဖြစ်တယ်နောက်ခေရှုကလောကရဲ့အလင်းဖြစ်တယ်လို့ပြောပြီးမှမြေကြီးပေါ်မှာတရွေးထွေးပြီးကန်းတဲ့သူကိုနော်ရှုံနေလူပြီးတော့သူမျက်စိကိုပိတ်လိုက်တယ်ပြီးမှသင်သွားလို့ရှိလောင်ရေခါ၌စေးလို့မိတ်တော့ရှိလောင်ဆိုတာကစေလွတ်တယ်လို့အဓိပ္ပာယ်ရတယ်တကယ်ပဲအဲ့လိုသွားပြီးစေးတဲ့အခါမှာမျက်စိမြင်တယ် အဲ့ဒီအချိန်မှာလူများဒီမျက်စိကန်းတဲ့သူဖာရိရှဲထံကိုပို့ယေရှုကဒီရှုပ်နဲ့လို့အဲ့ဒီလူမျက်စိပွင့်အောင်လုပ်ပေးတဲ့နေ့ကဥပုံနေတော့ဖြစ်ဟိုကျရိုလေးလာတဲ့ကောင်းစဉ်အဲ့ဒီကဥပုံနေဖြစ်ဒါအဲ့ဒီအချိန်မှာဖာရိရှဲတွေကမင်းတို့မျက်စိမြင်အောင်လုပ်ပေးတဲ့သူကဘယ်သူလဲတဲ့အဲ့ဒီအချိန်မှာပဲဒီဖာရိရှဲချိုးကဟာသူကတော့မင်းတို့မျက်စိမြင်အောင်လုပ်ပေးတဲ့သူကဥပုံမဆောင်တဲ့သူပဲဖြစ်မယ်ဆိုပြီးအမျိုးမျိုးတွေပြောတယ်ပဲအဲ့မှာသူတို့ချင်းချင်းကွဲပြားခြင်းရှိတယ် အဲဒီမှာမျက်စိကံဘူးသောသူဟာသင်မျက်စိကိုဖွင့်တော်သူသည်အဘေသူသောသူဖြစ်သည်ဟုမေးလင် prophet ဖြစ်၏ဟုဆို၏အမျက်စိကံတဲ့သူကသူကိုယ်တိုင်တခေရှုအပြစ်မြင်သွားတယ်ဒါပေမဲ့တခေယေရှုတလောက်တဝူးကြီးတယ်ဆိုတော့ तू မသိဘူးဖြစ်နေဟာဒါ prophet ဖြစ်မယ်တဲ့သူကိုယ်တိုင်တခေရှု prophet လို့ပဲထင်တာဒါပေမဲ့တခေရှုဖြစ်တာ ပြီးအဲ့ဒီမျက်စိကမ်းတဲ့သူဖာရိရှဲတွေမီးတခါအငယ်၁၂ရောင်းအခန်းကြီးကိုအငယ်၁၂မှာလူများတို့ကလည်းထိုးသူသည်ဘယ်မှရှိတဲ့နည်းကိုမေးကြလဲအကျွန်တော်မသိဘူးဆိုရင်တမျက်စိကမ်းတဲ့သူကသူ့တကယ်ချုပ်လုတ်ပြီးသွား तू မသိဘူးပြန်ဒါပေမဲ့သူ့မှာကျမ်းမှာကျွန်တော်ရနိုင်တယ်အော်နားလေအောင်ပြောနေတခင်ရှုကောင်းကောင်းမသိတဲ့သူတော့တခင်ရှုတလောက်လှုပ်ပေးရင်တခင်ရှုအသင်တလောက်သိတဲ့သူသိရင်တခင်ရှုကဒီတက်လှုပ်ပေးနိုင်ဒီကထောက်ပြရနောက်ကတော့ဖြစ်တယ်။တောက်ဒီဖြစ်ဖြစ်လေးမှာအချက်ကလေး၄ချက်တော့တွေ့ရတယ်။နံပါတ်1 branch check ကဘာလဲဆိုတော့ ဒီမျက်စိကန်းတဲ့သူကသူ့ပြကြောင်မို့သူ့မိဘပြကြောင်မို့ဖယားပုံးထင်ရှားဖို့ကန်းတဲ့တကြောင်အချို့အရာတွေဟာတင့်ကြောင်လည်းမို့အခြားကြောင်မို့ဖယားပုံးထင်ရှားဖို့ဖြစ်ရင်ဖယားသူ့ချိန်တိုင်းသူအကောင်းဆုံးလုပ်မှာဖြစ်တယ်။တောက်တဲ့မှာဖြစ်နေတဲ့အခက်အခဲတို့ယောဂါတို့အာဒုက္ခပြဿနာတို့ကဖယားပုံးထင်ရှားဖို့အတွက်ဖြစ်ရင်တင့်ကြောင်ကြည့်ခြင်းနဲ့ဆောင်အချိန်တိုင်းဖယားပုံးထင်ရှားခြင်းဖြစ်လာလိမ့်မယ်။ အဲ့ဒါကိုကျွန်တော်တို့ကဟိုမလောတက်ဖို့လိုတယ်တခါလေဘုရားသခင်မုံထင်ရှားဖို့ဖြစ်ရတဲ့ဟာကိုစိတ်ကူးနဲ့ဟာကိုအတွေးတွေနဲ့သွားပြီးတော့ဖယောင်းမတုံ့ပြန်တက်ဖို့လိုတယ်တောင်းရင်ဘုရားမုံထင်ရှားဖို့ဖြစ်ရင်ဘုရားကသူ့သူ့မုံထင်ရှားဖို့သူ့အချိန်မှသူအလုပ်လုပ်မှဖြစ်တယ်နောက်နေ့ဒုတိယချက်ကဘာလဲဆိုတော့ဘုရားသခင်မုံထင်ရှားဖို့ဒီမျက်စိကန်းတဲ့သူကကန်းတဲ့တကြောင်သူပြောင်းအောင်လုပ်စရာမလိုသူ့တခေရွှေကခေါ်ပြီးပြောင်းအောင်လုပ်ပြီးတာဟောနားမလည်အောင်ပြောရင်တော့ဘုရားမုံထင်ရှားဖို့ဖြစ်တဲ့အရာကို နံပါတ်2ကဖရာဘဲတာဝေယူတာဖြစ်တယ်။ပြန်ပြောခြင်းလေသင်္သရာမှာဖြစ်နေတဲ့အခက်အခဲဖရာဘုံထင်ရှားဖို့ဖြစ်ရင်နံပါတ်1ဖရာဘုံထင်ရှားဖို့ဖြစ်ရင်နံပါတ်2ကဖရာတာဝေယူမှရောက်။သင်လှုပ်လို့မရ။သူများလှုပ်ပေးလို့လည်းမရ။ဘာနဲ့မှလှုပ်လို့မရ။ဖရာတာဝေယူမှရောက်။တောင်းနေသခင်ရှော့ပါလို့လေဒီလူကိုခေါ်ပြီးကန်းတာမြင်အောင်လှုပ်ပေးလိုက်။ဒီလူဆရာဝန်နဲ့ပျောက်တော့မဟုတ်စင်းနဲ့ပျောက်တော့ဘာနဲ့မှပျောက်တော့မဟုတ်တခီယုနဲ့သူပျောက်သွားတာအဲ့ဒါနဲ့ရောင်းပြောရင်တော့တဲ့ခက်ခဲအားလုံးကဘုရားဘုံထင်ရှားဖို့ဖြစ်တဲ့တကြောင် ဖယားတာဝန်ယူမှရအောင်အဲ့တော့ဒါကိုသင်စိတ်ပူစရာမလိုအချိန်တိုင်းသူတာဝန်ယူပြီးသူ့အတူဖြည့်ရှင်းပြီဒါမှမဟုတ်ယုံကြည်ခြင်းနဲ့စောင့်မျှော်နေဖို့လိုတယ်ယုံကြည်ခြင်းနဲ့သွာလာနေတတ်ဖို့လိုတော့ဒီမျက်စိကနဲ့ဆိုကမ်းလာကမ်းလာဒါမှမဟုတ်သူသွာလာတယ်တကယ်လည်းသူသွာလာနေတဲ့အချိန်မှာသခင်ရှုနဲ့တွေ့ပြီးသခင်ရှုကပဲသူတာဝန်ယူသွားတာအော်ဒါနားလည်အောင်ပြောတော့သင်တတ်တာမှာသင်ဖျားနဲ့သွာလာရင်းနဲ့ဆူတောင်းရင်းနဲ့မှုလျော်ရင်းနဲ့ယုံကြည်ရင်းနဲ့မျှော်ကြည့်ရင်းနဲ့သူ့အတူအဆင်ပြေသွားအောင်ဖျားလုပ်ပေးပါဖြစ်တယ်နံပါတ်3တတိယချက်တတိယချက်ကပါလေးဆို တကယ်ကျော်ဒီမျက်စိကန်းတဲ့သူရှွန့်နဲ့လူပြီးတော့မျက်စိကိုပိတ်ပြီးမှရှေ့လောင်ရေကမှာသွားစေရှေ့လောင်ရဲ့အိဗယ်စေလွတ်တယ်လို့ဒီပြေနားလည်အောင်ပြောရင်တော့ဒီမျက်စိကန်းတဲ့သူကတကယ်ရှုအမိန်ကိုနားထောင်ပြီးသွားရင်ပြောက်တာအော်ဒီယိုကြည့်ချင်မင်းနှုတ်ကပတ်တော်ဆိုတာကနှုတ်ကပတ်တော်နားလေတဲ့သူတို့ကကြမ်းမှချင်းရတာမို့နှုတ်ကပတ်တော်တိုင်းနားထောင်တဲ့သူကိုကြမ်းမှချင်းရတကယ်ရှုစကားကိုနားထောင်တဲ့သူနဲ့တကယ်ရှုအလုပ်လုပ်တာ တောင်ကျန်းကမှနောအီးကသူနားထောင်တဲ့ကသူနားထောင်ခြင်းသူမိသားစုတစုလုံးသင်းမောင်းထဲမှာလွတ်မြောက်သွားတယ်။ဒါပေမဲ့လောတမိသားစုကနားမထောင်တဲ့ကမိသားစုတစုလုံးပြိုကွဲသွားတာ။တောင်ခရိယန်သတ္တာကနားထောင်ခြင်းနားမထောင်ခြင်းကဘဝကိုအပိုင်းချဖြစ်စေအပြောင်းလဲဖြစ်စေအာရန်ဧဝနားမထောင်မဲ့အသီးသွားစားတာအပြစ်ကြောင့်ကြဆင်းသွားတာ။ဒါပေမဲ့ယောသမာရိကနားထောင်ပြီးသခင်ရှုမွေးပေးတဲ့ကကဘာကေတင်ရှင်ကိုမွေးပေးပြီးတော့ ကျွန်တော်ကေတင်ချင်းခံစားရရှန်ဆုံးနားမထောင်လို့ဒီဒီလာနဲ့ကြဆင်းပြီးမျက်လုံးဖောက်ခံပြီးအသက်ခံဒါပေမဲ့ယောသက်ကနားထောင်ပြီးပေါ်ဒီပါမိမနဲ့မအိပ်ဘူးဒူးစရိုက်ရှောင်တဲ့အခါသူများနိုင်ငံမှာဒုတိယပြင်ကတော့ဖြစ်တယ်။အော်ဒီယိုကြည့်ချင်ပြီကျွန်တော်ဓမ္မသုံးတတိယချက်ကကျွန်တော်အသက်တာနားထောင်ဖို့လိုတယ်။တောင်မျက်စိကနေသူရှီလောင်ရေကမှာသူစီးဆိုသူနားထောင်ခြင်းသင်တာသူနားထောင်ပြီးလုပ်တဲ့အခါအဆင်ပြေသွားတယ်။ အဲ့ဒီနားလည်ပြီးမသွားနဲ့နားထောင်ပြီးနေတိုင်းတော့အဆင်ပြေခြင်းတော့သူလိုက်လာမှာဖြစ်တယ်။နံပါတ်၄နောက်ဆုံးချက်ကဘာလဲဆိုဒီမျက်စိကန်းလဲဆိုပါရီရှဲရီကမေးတယ်မြို့လုတ်ပေးတဲ့သူဘယ်သူလဲ तू မသိဘူးပြန်။ तू မျက်စိတော့မြင်နေပြီဒါပေမဲ့ तू လုတ်ပေးတဲ့သူ तू မသိဘူး။မသိတဲ့သူတယောက်တော့နားထောင်ပြီးလုတ်တဲ့ကတော့အဆင်ပြေကျွန်တော်ဖျောက်လောက်သိတယ်။အဲ့ဒီဖျောက်သိကိုဒီထက်လုတ်ပေးမှာဖြစ်တယ်။ဖျားနာမှာပုံကြည့်ပါစေ။ तू မသိဘူး။ तू မသိဘူး။ဒါပေမဲ့ तू နားထောင်လို့အဆင်ပြေသွားတာ။ နောက်ချမ်းသာမှာပေါလုသီလထောင်ထဲရောက်တဲ့အခါပေါလုသီလအကြီးကျယ်ထောင်ထဲမှာချီးမွမ်းတော့ဒီချီးမွမ်းတဲ့သခြင်းကိုထောင်သားတွေကမသိဘူးဒါပေမဲ့သူတို့နားထောင်တဲ့အခါသူတို့ပါလွတ်မြောက်ခြင်းရတယ်ထောင်တကားပွင့်တဲ့အခါသူတို့ပါအော်တိုမက်တစ်လွတ်မြောက်ခြင်းရတယ်ဒါဒီကနေ့ကျွန်တော်ရဲ့သက်တာမှာမသိတဲ့သူတော်မှဒီလောက်ဖျားကလှုပ်ပြီးသင်ဖျားကိုသိတဲ့သူသင်ကိုဖျားဒီထက်လှုပ်ပြီးမှဖြစ်တယ်။တောင်းဒီကနေ့ဖျားဘုံထင်ရှားဖို့ဖြစ်တဲ့အရာတွေကဖျားစကားနားထောင်မှပဲပြန်အစဉ်ပြေသွားမှဖြစ်တယ်။ ောင်သိအိမ်မှာဖြစ်နေတဲ့အခက်အခဲယောဂပြဿနာဘာဒုက္ခဖြစ်ဖြစ်ဘုရားဘုံထင်ရှားဖို့ဖြင့်ဘုရားစကားပဲနားတော့အဲ့ဒီမှာအစဉ်ပြေခြင်းဘုရားကပြည့်စုံပြီးမှဖြစ်တယ်ကျမ်းစာရုပ်ချင်းစီကဖြတ်ရှက်သားပြီးကောင်းချီးပေးပါစေ God bless you all ကျွန်တော်တို့ချိန်ညာစရာတော့ဒီကနေ့ညနေပိုင်းအစီအစဉ်တစ်ခုရှိတဲ့ကြောင့်ကျွန်တော်အနေနဲ့ sorry life လုပ်ခြင်းဖြစ်တယ်နားလည်ပြီးဖို့မြတ်တရရက်ခံလို့ကျွန်တော်နှစ်ဖာမြန်မာစံတော်ချိန်ညနေ3:00ခွဲမှာကျွန်တော်ပြန်လေတွေ့ဆုံမှာဖြစ်တယ်နှစ်ဖာကျရင်ကျွန်တော်9ခုမြောက်ချက်ကို ဆက်ပြီးဆွေးနွေးခွန်အားယူနားထောင်မှာဖြစ်ပါတယ်ဒီနေ့ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်သားပြီးကောင်းချီးပေးပါစေ God bless you all sit down ကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သရှင်တော်ဝိညာဉ်တော်သုံးပါးရှင်ဖြတ်ထံတော်ပါမှကောင်းချီးပြပြသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တလကောက်ဒီနေ့မချမ်းမာတဲ့သူချမ်းမာခြင်းခက်ခဲတဲ့သူတွေလွတ်မြောက်ခြင်းမုံတိုင်းတွေပြတ်ပြေခြင်းမုတ်တီထံစွာရွာချိုးသွမှုတွေဖြစ်ချင်းကြောင့်ရည်ကြီးရည်ရှမ်းမှုမဖြစ်အောင်ကွယ်ကာခြင်း အချို့ရည်ကြီးစပြုကျင်နေတဲ့နေရာတွေမှာရည်လျော့ကြခြင်းသဘာဝဘေးဒဏ်ဖောက်ပြန်မှုတွေဖေရှားခြင်းသူစပိဒီကနေ့မွနီချောက်တဲ့ကရသားကြီးကိုထွန်းမွနီရှင်ကိုကြွယ်ဝစုံနေတဲ့ကောင်းကြီးတွေနဲ့ပတ်ရစ်ခြင်းဘုံတော်ဝန်စားတဲ့မိခင်ကြီးအန်တီလောနာကိုအောက်မေသရီရတဲ့ဒမမုန်နဲ့ကွာကိုစိုးတို့ဇနီးမောင်နှံနဲ့မိသားစုပေါ်မှာနှစ်သိမ့်မှုခွန်အားပြားရှင်ပေးခြင်းဘုံတော်ဝင်စားတဲ့အန်တီဒေါ်ဂျာဆိုင်းရဲ့ချန်ရှိတဲ့မိသားစုတွေတတ်တာမှုခွန်အားခံစားရခြင်း ဒီကနေ့မွနီကြောက်တယ်မွနီရှင်များမင်္ဂလာနေ့ပါလာကြောက်တော့သူများဘုံတော်ဝင်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုတွေနဲ့သိမ့်မှုရခြင်းနဲ့တကွာကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သလကောက်ယနေ့မှစ၍ကာလအစမြတ်ကောင်းကြီးဖျက်ဖျက်တည်ရောက်တည်ရှိတည်နေပါစေသောအာမင်ယေရှုတင်ပါတယ်ကြည့်ရှုခွားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်သာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့ God bless you all